တတောက်တတနိုင်ခဲ့ပေမဲ့ခွင့်ရဖန်နေနိုင်မှုအပိုင်းမှာအားနည်းနေသေးတဲ့ Chelsea ပရိသတ်များလုံးမမိလာများဘလူးလိုင်းခင်းကနေပြန်လဲကြိုးလိုက်ပါရင် Chelsea နဲ့ Los Angeles တို့ရဲ့2025 FIFA Club ကမ္ဘာပလာအုပ်စုအဆင့်ပွဲအဆင့်ကိုအတ္တနာရှိ Marseille ပင်အားကစားကွင်းမှာကျင်းပခဲ့ပြီးတော့ Chelsea ကဒုစရိုက်နဲ့နိုင်ရရှိခဲ့ပါတယ် Chelsea တို့အနိုင်ကိုးလေးကိုတော့ Pedro Neto က34မိနစ်မှာ Nicolas Jensen ရဲ့ပြည့်ပြည့်စုံနဲ့ဖျက်တင်ဖို့ကနေ LAFC ကိုတော့ Hugo Lloris ကိုကျော်ဖြတ်ကသွေးယူခဲ့ပါတယ် အန်ဆိုဖာနင်တက်ကလည်း86မိနစ်မှာအသစ်ခေါ်ထားတဲ့တိုက်စစ်မှု၄ NT လက်ရဲ့တိကျတဲ့ဖြတ်တင်ပွဲကနေအနီးကပ်ကန်သွင်းပြီးအနိုင်သေးချာစီမဲ့ဂိုကိုရောက်နိုင်ခဲ့ပါတယ်။မိုင်းစကိုင်းအသင်းဟာဒီပွဲမှာထင်းချုံမှုရှိခဲ့ပေမဲ့ခွင်းလန်းဖန်နေမှုပိုင်းမှာတော့တိတိတတ်တတ်အားနည်းလွန်ခဲ့ပါတယ်။ LAFC ကတော့အားနည်းနေတဲ့အသင်းအနေနဲ့ခန်းစစ်ကိုအားပြုတ်ကစားခဲ့ပြီးတံပြန်တိုက်စစ်ကိုအားကိုးခဲ့ပါတယ်။ချဲစီဟာလင်းနဲ့၃နှစ်ကစားကွက်ကိုအသုံးပြုခဲ့ပြီး ဘောလုံးထင်းချုံမှုနဲ့နောက်တန်းကနေဖြတ်တင်ဘောတွေကိုအားပြုခဲ့ပါတယ်။အလဲတန်းမှာကိုင်စီတို့လာဗီယာတို့ကခံစင်းတဲ့တိုက်စစ်ကိုချိန်ဆက်ပေးရမှာအဓိကခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။နက်တိုဟာပွဲရဲ့အကောင်းဆုံးစားပါဖြစ်ခဲ့ပြီးသူ့ရဲ့အရှိန်နဲ့နေပညာပိုင်းဆိုင်ရာစွမ်းရည်တွေက LAFC နောက်တန်းကိုအခက်တွေးစေခဲ့ပါတယ်။ သူ့ရဲ့ကိုဟာနီကိုလက်ဂျန်စင်ရဲ့ဖျက်တင်ပွဲနဲ့တွဲဖက်ကဖြစ်ပေါ်ခဲ့တာဖြစ်ပြီးချင်းစီရဲ့တိုက်စစ်ကစားဟန်ကိုထင်ရှားစေပါရင်ဘာမဟာဖန်နီမှုပိုင်းအေးပါခဲ့ပေမဲ့ဂိုးပေါက်ကန်သွင်းမှုမှာတိတိတသာအားနှင်းခဲ့ပါရင်ချင်းစီရဲ့အခွင့်အရေးတချို့ကိုလည်း LAFC ကိုသမားလိုရစ်ကကာကွယ်နိုင်ခဲ့ပါရင်ဒီလဲရဲ့ပွဲဥထွက်ဆွမ်းဆောင်ရာထင်ရှားခဲ့ပါရင်အင်းစစ်ကလည်းပေါင်တန်း30နဲ့ခေါ်ထားတဲ့ဒီတိုက်စစ်မှုဟာဒုတိယဂိုးအတွက်ထိကျစွာဖျက်တင်ပေးပို့ခဲ့ပြီးသူ့ရဲ့အရှိန်နဲ့ထိကျမှုကချင်းစီရဲ့တိုက်စစ်ပိုင်းကိုအားပြည့်ပေးနိုင်တယ်ဆိုတာဖော်ပြနိုင်ခဲ့ပါရင် ချဲစီအားပွဲချိန်များအစုမှာဘောလုံးထိန်းချုပ်မှုရောက်ကထိန်းချုပ်ကစားနိုင်ခဲ့ပြီးအဓိကကစားသမားတွေဖြစ်တဲ့ Rich Jane, Kugela နဲ့ Go Wei တို့ကနောက်တန်းမှာတည်ငြိမ်စွာကစားနိုင်ခဲ့တဲ့အတွက် LAFC ရဲ့တံပြန်တိုက်စစ်ကထိရောက်မှုနေခဲ့ပါတယ်။ LAFC ကလေးသုံးကစားကွက်ကိုအသုံးပြုခဲ့ပြီးခန်းစစ်ကိုကြိလက်စွာထားကတံပြန်တိုက်စစ်ကိုဒီနေ့ဘူအန်ကာနဲ့ Olivia Giorgio ရဲ့အရှိန်ကိုအပြုခဲ့ပါတယ်။ဒီနေ့ဘူအန်ကာဟာ LAFC ရဲ့အဓိကတိုက်စစ်အင်အားဖြစ်ပြီး ချဲစီနောက်တန်းကိုတူးချင်းကစားဟန်နဲ့အနောက်ရှက်ပေးခဲ့ပါရင်ဒါပေမဲ့သူ့ရဲ့ခွင့်အဖန်နေမှုတွေကိုဂိုးပြင်ပြောင်းလဲနိုင်မှုပြတ်ကွက်ခဲ့ပါရင်အိုလီဗီယာကီယိုဟာချဲစီအသင်းဟောင်းကိုရင်ဆိုင်ခဲ့ရပေမဲ့သူ့ရဲ့လှုပ်ရှားမှုကအားနေပြီးအခွင့်အရေးတွေတိတိတလောင်ဖန်နေနိုင်ခဲ့ပါဘူးအလဲထဲမှာတင်မိုသီတီမန်နဲ့မတ်အန်ကာဒူတို့ကခန်းစင်းတဲ့တိုက်စစ်ကိုချိတ်ဆက်ဖို့ဂျိုးစားခဲ့ပေမဲ့ချဲစီရဲ့အလဲထဲဖိအားကိုမကျော်လွှားနိုင်ခဲ့ပါဘူး LAFC ရဲ့ခန်းစင်းကြည့်လိုက်ပြီးစီကန်းရှိပေမဲ့နက်တိုရဲ့တူးချင်းစွန့်ရင်နဲ့ဒီလဲရဲ့ဖြတ်တင်ဘောတွေကိုတားဆီးဖို့ရုန်းကန်ခဲ့ရပါရင် အထူးသဖြင့်နောက်ခံလို Ryan Olesthack က NATO ရဲ့လေဆောင်းမှုကိုမတားဆီးနိုင်ခဲ့ပါဘူး။လူတွေဟာကိုသမားအနေနဲ့ကောင်းမွန်တဲ့ကာဝယ်မှုတချို့ကိုပြုလုပ်ခဲ့ပြီးမာရိုအကီရဲ့အနီးကပ်ကံချက်ကိုကာဝယ်နိုင်ခဲ့ပါရင်ဒါပေမဲ့ NATO ရဲ့ပြင်းထန်တဲ့ကံချက်နဲ့ ANZO ရဲ့အနီးကပ်ကံချက်တွေကိုတော့မကာကွယ်နိုင်ခဲ့ပါဘူး။ LAFC ကအင်အားနည်းတဲ့အသင်းအနေနဲ့မျောလင်းထားသလိုခန်းစစ်ကိုအားပြုကစားခဲ့ပြီးပြိုင်ပွဲမတိုင်ခင်ဆယ်ပွဲဆက်မရှုံးထားတဲ့ခြေစွမ်းကိုအားကိုးခဲ့ပါရင်ဒါပေမဲ့ Chelsea ရဲ့အရင်သွေးမြင့်ကစားသမားတွေကိုကြော်ဖြတ်ဖို့အခွင့်အရေးဖန်တီးမှုအားနေခဲ့ပါရင် Maresca ကဒီပွဲမှာပုံမှန်အားပြည့်အသင်းကိုအသုံးပြုခဲ့ပြီး Lian Di လည်း ဒါရီယိုအဆူဂိုရိုကိုလူစားဝင်ကစားသမားအဖြစ်ထွေသိမ်းခဲ့တာကအပြုသဘောဆောင်ခဲ့ပါတယ်။ဒီလိုက်ရဲ့ပွဲထွေဆွမ်းဆောင်ရေးကသူရဲ့တိုက်စစ်မှုနေရာအတွက်ဂျက်ဆင်နဲ့ရှင်းပြနေတယ်ဆိုတာကိုပြသနိုင်ခဲ့ပါတယ်။ဒါပေမဲ့မာရက်စကာရဲ့အသင်ဟာတိုက်စစ်ပိုင်းမှာခွင့်ရဖန်နေမှုအားနည်းခဲ့ပြီးပါမရဲ့ဖန်နေမှုကိုပုံမှန်အသုံးချဖို့လိုအပ်နေပါတယ်။ LAFC ကတော့ချီရွန်ဒိုလိုဟာ ခန်းစစ်ကိုဦးစားပေးကစားကွက်ကိုရွေးချယ်ခဲ့ပြီးဘွမ်ကားရဲ့တူးချင်းစွန့်ရည်ကိုအားကိုးခဲ့ပါတယ်။ဒါပေမဲ့ဂီယော့ကိုအဓိကတိုက်စစ်မှုပြင်အသုံးပြုတာကထိရောက်မှုရှိခဲ့ပါဘူး။ LAFC ရဲ့လယ်တန်းဟာချဲစီရဲ့ဖိအားကိုမခံနိုင်ခဲ့ပါဘူး။ဒါကြောင့်တံပြန်တိုက်စစ်အခွင့်အရေးတွေကနေအကန့်အသတ်နဲ့သာဖန်တီးနိုင်ခဲ့ပါတယ်။ပွဲမှာပရိသတ်9,138ဦးသာတက်ရောက်ခဲ့ပြီး9,000ထိုင်ကုန်ပမာဏရှိတဲ့ကွင်းဟာသုံးဖို့တဝန်ခံသာဖြစ်ခဲ့ပါတယ်။ ဒါအဖီပါရဲ့ကလက်ကမာမလာအတွက်စင်ကော်မှုတရက်ဖြစ်ပြီးပွဲကိုတင်းလာနေမိုးလဲ၃နာရီဒေသစံချိန်မှာကျင်းပခဲ့တာကပရိသတ်နေပါမှုရဲ့အကြောင်းရင်းတစ်ခုဖြစ်နိုင်တယ်လို့ BBC Sport ကဖော်ပြခဲ့ပါတယ်။မိုင်းစကာကလည်းပရိသတ်နေပါမှုကအတင်းရဲ့စွမ်းဆောင်ရည်ကိုထိခိုက်စေခဲ့တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။အချုပ်အားဖြင့်ပြောမယ်ဆိုရင်ချင်းစီကထိန်းချုပ်ကစားပြီးအေးသွေးမြင့်ကစားသမားတွေရဲ့တူးချင်းစွမ်းရည်ကိုအသုံးပြုကတက်တောက်တက်တာနိုင်ရခဲ့ပါတယ်။နေတိုရဲ့ထိရောက်မှုနဲ့ဒီလရဲ့ပွဲအထွတ်စွမ်းဆောင်ရည်ကအတင်းရဲ့တိုင်းစစ်ပိုင်းကိုအားဖြည့်ပေးခဲ့ပြီးမိုင်းစကာရဲ့ကစားကွက်မှာအလားအလာရှိရဲဆိုတာဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့တိုက်စစ်ပိုင်းမှာပုံမှန်ထက်မြတ်မှုနဲ့ခွင့်ရင်းဖန်နေမှုလိုအပ်နေသေးတယ်လို့ပဲမြင်မိပါတယ်။ပြည်သက်များရဲ့မြင်လေးတွေကိုလည်းသိချင်ပါတယ်ပြောပေးခဲ့ကြပါဦး။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကိုလောက်ပါမယ်။နောက်နေ့မှလည်းအားကစားနေပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Blue Lion King Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။